ဘောဓိပင်ပြိုးလို့ချေချိုးတယ်ဘောဓိပင်ချိုးလို့ရွှေ့ိုးရတယ်အဲ့တော့ချက်ချင်းချိုးပေးတဲ့ကံရဲ့ဒုတိယချိုးပေးမဲ့ကံရဲ့ဒုတိယဘဝရဲ့ဘယ်အလဲအကျဲအဲ့ဒါကရဟန္တာတွေပဲသိတယ်တို့မသိသေးဘူးအဲ့ဒါဘောဓိပင်လေးပြိုးတဲ့စေတနာနဲ့ဩဖယားရှင်ရဲ့ကိုစားတီထားတဲ့ဘောဓိပင်လို့စေတနာလေးတော့ဘာဆိုမိုးချုပ်ပြစ်ချရတာကြောက်တော့ပြီပေါင်ကြီးချိုးသွားတယ်ဟာရှင်မြောက်ပြောဒီကဲပေါင်းဖယားဆိုဆေးလေးပဲကိုပေးအဲ့ဒါနဲ့လူတယောက်ရောက်လာပြီးတော့ဟင်း ဒီဘောဒီမင်းစိုက်ပါပြတော့ဒုံးတော့အကိုက်နေဓာတ်ကုတ်ပြီးဘောဒီမင်းတူပလိုက်တော့ဘောဒီမင်းအောင်မှာရွှေဦးရသွားတယ်။ဟိုခုနကတော့စိတ်ကောင်းနှလုံးကောင်းနဲ့စိုက်တဲ့လူကရွှေဦးမရဘဲနဲ့ဘောဒီမင်းကိုလှန်လိုက်တဲ့ပုံကရွှေဦးရသွားတယ်။အဲ့တော့မှဇံပင်ရတဲ့ပုံကိုသွားပြီးတော့မရှင်ငါလူတို့အဲ့ဒီဘောဒီမင်းပြိုးလိုက်တဲ့ပုံကဒီခုနဘဝတည်းတည်းမိုးချိုးပစ်ပြီးသေခဲ့ဘူးတဲ့ဟောဘဝဆက်ဆက်ဒါနောက်ဆုံးဘဝနောက်ဆုံးဘဝမှာဘောဒီပင်လေးကိုပြိုးလိုက်တာဖြစ်ခြင်းကြောင့် မိုးရိုးကဒဲမထီပဲနဲ့ကြောက်တောင်ထီပြီးတော့မှဟောဒုတိယကွာမှအဲ့ဒီကောင်ကတရားမင်းဖြစ်တော့မယ်။ဩလာပြီဗျာရသက်ရမြင်ဝတ်မြင်တယ်လေ။ဒီကောင်တတိယကွာနိုင်မှကူတော့မယ်တဲ့။ဩဘောဓိဘောဓိဆိုတာမဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုဒီကောင်တတိယကွာမနိုင်မှကူမယ်ကောဒုတိယကွာတရားမင်းဖြစ်မယ်။အဲ့တော့မှခုနကတော့ကကြောက်တုံးထီပြီးခြေပဲကျိုးတာတဲ့။ခေါင်းရှစ်စိတ်မကွဲဘူးတဲ့။ဟိုဘောဓိပင်ပြိုးတဲ့ဥစ္စာကိုကော်လိုက်တဲ့ကောင်ကဘဝဆက်ဆက်ခုနကဘဝရှင်ဘုရင်ဖြစ်ခဲ့တဲ့ခေါင်းကွာတဲ့။ အခုလည်းဖြစ်ခံနေမှာတဲ့အဲ့ဒါဘောဒီဘီကိုလှမ်းလိုက်တဲ့ရွှေဦးလေးရပြီးခြေနဲ့သွားတာတဲ့အဲ့ဒီကောင်ဒုတိယဘဝသေအပေကြတယ်ဟာရှင်ဘရင်ဖြစ်မဲ့ကောင်ခုနှစ်ဘဝရှင်ဖြစ်ခဲ့တဲ့ကောင်တဲ့ဒီဘဝတော့ရှင်မဖြစ်မဖြစ်တော့ဘူးတဲ့ရွှေဦးလေးနဲ့ရသွားတယ်တဲ့ကံအရှိန်လေးကကျင်နေသေးတာပြုံးဒုတိယဘဝအဲ့ကောင်အပေကြပြီတတိယဘဝကငရဲသွားပြီသွားတော့သွားပြီဒီကောင်မတက်တော့ဘူးဖခင်ရဲ့ကိုစားဘောဒီဘီလှမ်းတဲ့ကောင်ဒီကောင်တတိယဘဝသွားပြီဒုတိယဘဝတော့ငရဲကြအောင်တဲ့တတိယဘဝလှမ်းကြည့်တယ်ကောင်မရှိတော့မညံ့ဖွင့်ရောလမ်းမမြင်တော့သူကမရှိတော့မမြင်တော့ ဒုတိယဘဝမှာတကောနည်းနည်းလေးနည်းနည်းရအောင်ဒုတိယဘဝမှာဒုတိယဖြစ်မယ်ပြန်တက်လာအောင်မယ်အဲ့ဒုတိယထပ်ပြီးအဲ့ဒီရက်သွားသွားလိုက်တော့နေမယ်နေပါတယ်ဗျာနိုးပါတယ်ဗျာအဲ့လိုရှိပါတယ်ရောက်မလို့စေတနာဆိုတာအဲ့ဒါကံမန္တဝိမတ်တကံရဲ့ကျိုးကနိဒယဝေဒနိယငရေနဲ့ဖြစ်စေတဲ့ကံကိုလည်းသိပါ၏ပိဋ္ဌာဘုံနဲ့ဖြစ်စေရမယ့်ကံနတ်ဘုံနဲ့ဖြစ်စေရမယ့်ကံလူဘုံနဲ့ဖြစ်စေရမယ့်ကံစေတနာလေးကွာသွားတယ်